မြတ်သိများကျွန်တော်စက်တကြိမ်အတွက်အလိုက်လေးကိုနော်ကြည့်ကြည့်လိုက်ပါအပြင်းပြပေါ့ဗျာပေါ့ဖို့တော့မလဲခိုင်းနေနေတော့သူ့နှစ်ကနှစ်ကသွားနေတာတော့သွားနေတာပဲဒီနောက်ပိုင်းကျတော့သွားကျင်လေမှန်ရင်လည်းမှန်မှာပေါ့အဲ့တော့အပြင်းပြသဘောနဲ့ကြိုက်ရင်လည်းထိုးကြည့်လိုက်ပေါ့နော်နော်ဘယ်ရစမလို့ဒီ site လေးကိုတဲ့ကျွန်တော်တို့နော်84ခုနှစ်ကစစစတာအမှန်တကယ်စတာနော်84ခုနှစ်ကစတာဒါပေမဲ့84ခုနှစ်ကပြင်းနေတဲ့ site တော့မပြတော့နှစ်မျိုးဖြစ်နေပါဆို အဲ့တော့89ခုကစရတယ်လားနော်နှစ်ဦးရဲ့89နှစ်ဦးရဲ့သုံးချိန်ကအဲနှစ်ချိန်မှာသုံးခါလို့ရှိတယ်နော်အဲ့သုံးခါကနေပြီးတော့18ချိန်ကလို့ရှိရင်သုံးခါရှိတယ်ဒုတိယ18ချိန်ရှိတဲ့ချိန်မှာလေသူကဒုတိယချိန်မှာသုံးခါလို့ရှိတယ်ကျွန်တော်ဒီနေ့ထက်မှာ25ခုနဲ့18ချိန်ရောက်လို့ရှိရင်လေသူကဒုတိယချိန်မှာသူကသုံးခါမပေးခဲ့ဘူးဘာလို့မပေးလဲဆိုတော့သူက သုံးပင်ဆိုင်လေးပေးတာမျိုးနော်အဲ့ဒါကိုကျွန်တော်ရှင်းပြရအောင်ကျွန်တော်89ခုနှစ်ကိုပြန်ပြရအောင်နော်သုံးခါပေးတဲ့မူလေးသုံးဆက်လန်းစတဲ့အချိန်အဲ့မဲ့ site တွေဒီထဲမှာအများကြီးရှိတယ်နော်အဲ့ဒီသုံးလို့ဖြစ်တာကငါကျွန်တော်ကသဘောတရားအနေနဲ့သုံးခတ်တယ်ရှိလို့အနေနဲ့ကျွန်တော်ပြောပြရအောင်နော်ဒုတိယအချိန်မှာ89ခုနှစ်ကိုဒုတိယအချိန်မှာသုံးခါရှိတယ်တတိယအချိန်မှာ16နှစ်တော်လို့ရှိရင်သုံးခါရှိတယ်နောက်2009ခုနှစ်ဒုတိယ16နှစ်တော်ပြီတဲ့ကျွန်တော်2009 ၉ခုနှစ်မှာဒုတိယကြိမ်မှာ၃ခါကျွန်တော်တို့၂၀၁၅မှာကျတော့ကျွန်တော်တို့ဒီမှာ၃ခါမပေးခဲ့ဘူးဘာလို့မပေးလဲဆိုတော့သူက၃ကြိမ်ပဲပေးခဲ့ကြတာမဟုတ်ဘူးเนาะအဲ့တော့ဒီ၃ခါကြောင့်မို့လို့เนาะအဲ့ရနေပြီးတော့ရေးကြည့်လိုက်เนาะတနည်းနည်းနည်း၃နည်း၄နည်း၅နည်း၆နည်း၇နည်း၈နည်းမှာသူကဇောင်းခိတ်သီးသုံးလုံးပေါင်းရင်၄ရက်နှစ်ကခုန်ရင်၃လို့ဖြစ်ခဲ့ပြီးမှာနောက်တနည်းဇက်တက်ကျွန်တော်ပြရတယ်မဟုတ်เนาะနောက်တနည်းဆိုလို့ရှိရင်၆ကဲအဲ့နှစ်ကဲ၆ကဲ၅ရက်အနံ၃လုံးပေါင်းလို့ရှိရင်၃လို့ဖြစ်ခဲ့တယ်ဟုတ်ပြီကျွန်တော်ဒုတိယကเนาะ ရနေပြီးတော့16နှစ်အတူတူပဲတော့တိုင်ပင်ကလာကြီးကြာနော်ဒီ3ခါနေပြီးတော့ဒီမှာကျတော့ဇောင်းထုတ်လို့ရှိရင်7ထိတ်3ထိတ်2ထိတ်3လို့ဖြစ်ခဲ့တော့16နှစ်16နှစ်ကိုသူသွားတဲ့လမ်းကြောင်းလေးမလို့ကျွန်တော်ကပြန်ရှင်းပြတာပါနော်7ကဲ3ရဲ့2ကဲ3လို့ဖြစ်ခဲ့ပြီးမှာနောက်တစ်နှစ်ချာမှာသူက9ထိတ်1ထိတ်9ထိတ်1ခါခုခုနောက်ပိတ်နဲ့3လို့ဖြစ်ခဲ့တယ်နော်2ကဲ3ကမှလည်းသူက3ခါလို့ပေးပြီးတပြိုင်နက်ထိပ်သီးသုံးလုံးပေါင်းရင်နှစ်ထိပ်သီးနှစ်ထိပ်သီးကိုးထိပ်သီးကနန်းသုံးလုံးပေါင်းရင်နှစ်လို့ဖြစ်သုံးလို့ဖြစ်တယ်တပြိုင်နက်တို့ 2019နှုန်းမှာကျွန်တော်လက်ထိပ်စီ6ခါ3ဘန်းလောက်ပိတ်နေတုံးလို့ဖြစ်ခဲ့အဲ့ဒီ3 3ဖြစ်ပြီးတော့သူက3ချိန်ပဲပေးလာတာမဟုတ်ဘူးနော်ဒီနေ့မှာကျကျွန်တော်တို့တောင်းနဲ့စကိုးဒီမှာကြတာဒါအကျုံးမဝင်တော့ဘောဗျာနော်အဲ့လိုကျွန်တော်ညားပြရလဲဆိုတော့ကျွန်တော်ဒီမှာနေဦးမှာတော့ကျွန်တော်နော်ဘာပဲလေးပဲ16ချာနော်16နေချာဘာမလဲလေးပဲ3ပဲ3ပဲကျွန်တော်ဖမ်းရိုက်လာဖမ်းရင်တော့မပေါက်ဘူးညာကျွန်တော်နော်ကျွန်တော်အဲ့ရနေသွားတာအဲ့ရလိုင်းရမလို့နော်ဟုတ်ပြီကျွန်တော်ဒီချိန်မှာ site လေးတစ်ခုပေါ့ဗျာပေးခြင်းလည်းပေးမယ်မပေးခြင်းလည်းမပေးဘူးပေါ့နော်အဲ့ဒါမိတ်ဆွေများသုံးသပ်အောင်ကျွန်တော် site လေးကိုပြောပြရင်ဖြစ်တယ်နော်အားလုံးပဲနော်ချစ်ကြည့်လိုက်ပါ site လေးနော်ဒီ site သွားတဲ့ line လေးကအခုကျွန်တော်တို့အဲ့ဒီကျွန်တော်တို့နှစ်ဦးကနေပြီးတော့၅ချိန်နှစ်ဦးကနေပြီးတော့၅ပြိတ်ပေးပြီးတော့တစ်ချိန်နှစ်ချိန်သုံးချိန်၄ချိန်၅ချိန်နော်တချိန်တချိန်သုံးချိန်လေးချိန်၅ချိန်၆ချိန်ပါတော့ခုန30လမ်းနေရာဒီမှာကြတော့၆ချိန်မှာအခွားပေါင်းရင်းသုံးလို့ဖြစ်ခဲ့ဟုတ်ပြီဒါပထမကဒုတိယကမှာလေးပြိတ်ဖြစ်တယ် နော်လေပတိဖြစ်ပြီးတော့ तू က6ချိန်မှာ तू ကဝါပေါင်းရင်9 8ဝါပေါင်းရင်3လို့ဖြစ်ခဲ့တယ်ဟုတ်ပြီတတိယကတ်မှာလည်းညီတို့ကြည့်လိုက်နော်ငါးပတိနှစ်ဦးမှာငါးပတိလေးပတိသုံးပတိလို့လည်းဖြစ်ခဲ့တယ်6ချိန်မှာညီတို့ပြန်ကြည့်ကြည့်လိုက်နော်ဝါပေါင်းရင်3လို့ဖြစ်ခဲ့တယ် तू က3ချိန်တိတိပြီပထမကတ်မှာကြာညီတို့ဒီမှာကြာတော့3ဝါပေါင်းရင်3မှာပြေးခဲ့ကိုပြန်ကြည့်ကြည့်လိုက်နော်84လေးနှစ်ဦးစားတဲ့ချိန်မှာကြာဒီမှာ၄5 6ချိန်မှာဝါပေါင်းရင်3မရှိခဲ့အဲ့တော့3မရှိခဲ့တဲ့အတွက်ညီတို့ဒီကနေစပြီးတော့ဝါပေါင်းရင်3 ဒုတိယကကွာပေါင်းရင်း၃တတိယကတတိယကမှာကွာပေါင်းရင်း၃လို့ဖြစ်ခဲ့ပြီအဲ့လို့ဆိုရင်ကျွန်တော်စက်တစ်ချိန်ရောက်မှာကျွန်တော်ကဏ္ဍလေးတစ်ခုပြန်ဖန်းကျင်တာပေါ့ဗျာဟုတ်လားဘာလို့ဆိုတော့မိစေရေးပွားအပြင်ကျွန်တော်ကြည့်မှာဆိုမိစေများဟိုကျင်းနေရင်လည်းထိုးကြည့်လိုက်ပေါ့စက်တစ်ချိန်မှာကျွန်တော်၆ပရိစက်တစ်ချိန်မှာ၆ပရိနော်ဒါပထမကဒုတိယကမှာစက်တစ်ချိန်မှာ၅ပရိလို့ဖြစ်တယ်တမန်ကန်ရှန်ကန်ဖြစ်ခဲ့မှာဆိုရင်တော့ကျွန်တော်2025ခုနှစ်စက်တစ်ချိန်မှာ၆ပရိပြီးတော့၅ပရိ၅ပရိပြီးတော့၄ပရိနော်၄ပရိကိုလုံးဝမသုံးတော့ပါဘူး ဘာဖြစ်လို့လဲဆိုတော့နော်သူချွတ်ရင်လည်းထွက်ပြီးဆိုကျွန်တော်လေးပတိတ်မသုံးတော့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်ပြန်ကြည့်ကြလဲသူတဲလာတဲ့89ခုနှစ်ကတုံးခါဝင်ထားပြီးတော့7ချိန်မှာနော်7ချိန်မှာပြန်ကြည့်ကြလဲ7ချိန်7ချိန်တဲတဲ့မှာသူကကွန်ပရိတ်လိုတဲထားခဲ့7ချိန်မှာကွန်ပရိတ်နောက်တဲ့89နှစ်ပြီးလို့ချင်း6ပရိတ်လိုတဲထားတယ်ဟုတ်ပြီအားရနေပြီးတော့6ပရိတ်ကနေပြီးတော့ကျွန်တော်89နှစ်ပြန်တဲတဲ့ပြန်ပြီးလို့ချင်းက၄၅6 လေးငါ၆ကငါးပရိလူရိုက်ခဲ့တယ်ကျွန်တော်ဆိုလိုတာကခွန်ပရိ၆ပရိငါးပရိ၃ကြိမ်တီးတီးဖြစ်သွားပြီသူ့စိုက်က၄ကြိမ်၄ကပ်မပေးတဲ့မူမို့လို့ကျွန်တော်2015ခုနှစ်မှာဟဲ့လားညောင်းနေ25ခုနှစ်17ကြိမ်မှာဒီကျွန်တော်အနေနဲ့ဒီစိုက်ကတာအမှန်ကန်ပေးမယ်ဆိုရင်လေးပရိဆိုတော့လုံးဝပေးစရာမရှိဘူးအဲ့မဲ့ဘလို့ဘယ်ဆိုင်ကပေးမယ်ဆိုတော့ကျွန်တော်မပြောတတ်ဘူးကျွန်တော်အနေနဲ့တော့ကျွန်တော်ဒီဆိုင်ကသာပေးမယ်ဆိုလို့ရှိရင်လေးပရိဆိုတော့လုံးဝမဖြစ်မဖြစ်เสียဘူးဗျာနော်ဒါကျွန်တော်အနေနဲ့ဒီဆိုင်ကဒီ line ကဆိုရင်လေးပရိလုံးဝမရှိဘူး ဟုတ်ပြီလေပရိမာမရှိဘူးဆိုဘာလို့ချင်တယ်မသိဘူးနော်အဲ့လို့ဆိုရင်ကျွန်တော်မိတ်ဆွေများကိုပြောချင်တာကကျွန်တော်ဒီမှာကျွန်တော်ပြန်ကြည့်ကြည့်လိုက်နော်ကျွန်တော်အရင်နဲ့တွေ့တာလေးကိုမိတ်ဆွေများကျင်းနိုင်ထုတ်ကြည့်လိုက်ပါနော်ဘာလို့လဲဆိုတော့ဒီနှိဥ်မှန်ငါပရိပြီးတယ်နော်ဒီငါဒီသုံးခါကတော့ထားလိုက်တော့ဟိုဘက်ကမှပြေးလာတဲ့အတွက်အဲ့မှာငါပရိကတနည်းနှစ်နှစ်သုံးနှစ်လေးနှစ်လေးနှစ်နောက်ပြန်သုံးလိုက်တယ်ပဲနော်နောက်နဲ့90ဒီကနေ့လေးလေးနှစ်ပြန်ဆုံးလိုက် ငါးပရိတ်ကနေပြီးတော့နှစ်ဦးငါးပရိတ်ကနေတနေ့နှစ်နှစ်သုံးနှစ်လေးနှစ်ငါးပရိတ်လေးနှစ်ဆုံးလိုက်တဲ့ပြိုင်နဲ့နှစ်ဦးမှာနှစ်ကိုသုံးဦးနော်နှစ်ထိပ်စီလေးထိပ်စီချစ်ထိပ်စီဒီကနန်းသုံးလုံးပေါင်းလို့ရှိရင်လေးလိုဖြစ်ခဲ့တယ်လေးလိုဖြစ်ပြီးတော့ तू ကနောက်တစ်နှစ်ကျတော့ तू ကလေးချိန်မြောက်မှာနော်တန်းကြည့်ကြည့်လိုက်လေးချိန်မှာပုံများထိပ်စီသုံးချိန်မှာရှစ်ခါနောက်တစ်လေးချိန်မှာ6ခါဆိုတော့ကဒီကနန်းသုံးလုံးပေါင်းရင်လေးလိုဖြစ်ခဲ့တယ်ကျွန်တော်ပြောရင်ဒါဒီသုံးလုံးပေါင်းရင်လေးကိုဒီသုံးလုံးပေါင်းရင်လေးရိုက်တယ် နှစ်ကတ်တည်းဆိုရင်ထာတူညီမှုနော်နောက်တစ်တခါနောက်တစ်ထင့်ကိုသူကပြန်သွားတာခွန်တိတ်စီခွန်တိတ်စီလို့ပြီးပြီးတော့ရှင်နှလုံးပေါင်းကငါးနဲ့နှစ်နဲ့ခွန်လို့ဖြစ်တဲ့ပဲနဲ့ဒီသုံးလုံးပေါင်းလေးဒီသုံးလုံးပေါင်းလေးကိုဒီသုံးလုံးပေါင်းလေးလူပြန်ရိုက်ခဲ့တယ်ဟုတ်ပြီဒါပထမကဒုတိယကကိုညတို့အဲ့ရနေပြီးတော့ညတို့နော်မိတ်ဆွေများကိုကကိုပြီးတော့ဒီကနေ့ပြီးတော့၁၉နှစ်သွားဗျာ၁၉နှစ်သွားလိုက်ပဲ၂၀၀၆ခုနှစ်ကိုပြန်ရောက်သွား random 6คนนี่ก็มาซะว่าคนไถซีคนเลคนคนไถซีคนไถซีปัญญาไถซี အနန္တလုံးပေါင်းရင်၄လို့ဖြစ်ခဲ့တယ်ပထမကတ်အတိုင်းပဲเนาะအနန္တလုံးပေါင်းရင်ထိတိလုံးပေါင်းရင်၄လို့ဖြစ်ပြီးနောက်တစ်နေ့ကျတော့သူကလက်ဥတော်ပေါင်းရင်ပေါ့ဗျာလက်ထိတိ၅ခန်း၅တော့ပဲအနန္တလုံးပေါင်းရင်၄လို့ဖြစ်ခဲ့တယ်အဲ့ဒီလို၄လို့ဖြစ်ပြီးတဲ့ပဲနဲ့သူကနောက်တစ်နေ့ကိုပြန်သွားမယ်ပထမကတ်လို့ပဲအုံညာ၅၄၃ညာထိတိနဲ့ရှင်းနှလုံးပေါင်း၆၈၅၆၈နှလုံးပေါင်းရင်၄သည်လေလို့ဖြစ်ခဲ့တယ်ဆိုတော့ကဒီထိတ်တိသုံးလုံးပေါင်းရင်လေလက်ဥလုံးပေါင်းရင်လေထိတ်တိနဲ့နှစ်ချင်းနှလုံးပေါင်းရင်လေလို့ဖြစ်ခဲ့တယ် ဟုတ်ပြီအဲ့လိုဆိုရင်ညီတို့အဲ့ရနေပြီးတော့19နှစ်ကိုပြန်ရည်ကြည့်လိုက်မိတ်ဆွေနော်19နှစ်ပြန်ရည်လို့ရှင်ညီတို့2022ခုနှစ်ကိုရောက်ပြီရောက်ပြီဆိုတော့ညီတို့ပြန်ကြည့်ကြည့်လိုက်နော်ဥမာကပထမတက်ကမှာ၄၄၄လို့လောက်ပြီးတော့တတိယကကြာတော့မူကတော့ပွဲသွားတယ်ဗျာနော်ကြည့်ကြည့်လိုက်ဒါပေမဲ့မူသွားပြီမဲ့အတွင်းတန်းတူကတော့အတူတူပဲနော်မိတ်ဆွေများတစ်ထိတ်စီသုံးထိတ်စီငါးထိတ်စီခဏသုံးလုံးပေါင်းရင်သူက၄၄လို့လောက်ပြီးသူက၉လို့လောက်ခဲ့တယ်၉လို့လောက်ပြီးတယ်ဗျာနဲ့သူကနောက်တစ်နှစ်တော့လို့ရှင်ကြတော့သူက ်ဆောက်ထည်စီဘူးရှိလဲဥတော်ပေါင်းခြင်းသည်ဆောက်ထည်စီတခါနှစ်နောက်ပိအနန္တလုံးပေါင်းရင် ကိုလိုဖြစ်တယ်2021ခုနှစ်ကထီထီလုံးပေါင်းရင်ကိုမလိုနောက်တနေ့သွားလို့တပြိုင်နဲ့ဆောက်ထည်စီတခါနှစ်နောက်ပိအနန္တလုံးပေါင်းရင်ကိုလိုဖြစ်ခဲ့တယ်ဒီကိုလိုဖြစ်ခဲ့ပြီးမှသူကနောက်တနေ့ကိုပြန်သွားလို့ရှိရင်သုံးထည်စီနဲ့ရှင်းကလုံးပေါင်း6ဒီကိုလိုဖြစ်ခဲ့တယ်အဲ့တော့သူကတိုက်ဆိုင်မှုရဲ့လို့တော့မဟုတ်ဘူးတော့မဟုတ်ဘူးပေါ့ဗျာနော်။ तू ကကနန်းပေးမယ်မပေးဘူးလားမြတ်တော်။ तू ကတော့ဝင်ကြကြနဲ့လှုပ်တာလား။ တို့တို့လည်းကံရောင်းမပေးဘူးဖြစ်နေတာနော်အဲ့တော့ဒီသုံးလုံးမောင်းရင်ကိုဒီသုံးလုံးမောင်းရင်ကိုဒီသုံးလုံးမောင်းရင်ကိုလို့ရောင်းလုပ်တယ်နောက်တစ်နေ့ကျွန်တော်ဒီနေ့ထဲမှာကျွန်တော်တို့၆ဒီမှာဝါမောင်းရင်သုံးဟလားဒီမှာလည်းဝါပောင်းရင်သုံးလို့ရောက်ခဲ့တယ်ဒီမှာဝါသုံးဝါပောင်းရင်သုံးလို့ခဲ့တယ်အဲ့ဒါသူကဒီမှာတဲတဲ့ခင်မှာကျတော့ဝါပောင်းရင်သုံးမရှိခဲ့ဘူးနော်မိတ်ဆွေများဒီမှာကြည့်ကြကျွန်တော်ခဏပြောခဲ့တယ်နော်အဲ့ဒါတော့သုံးကမှုဘာကြောင့်ဒီအချိန်မှာကျွန်တော်မိတ်ဆွေများဒီနေ့ဟလား၁၇ချိန်မှာပထမ၁၇ချိန်မှာသူကခုံခုံသုံးခုံပရိတ်လို့ရိုက်တယ်ဒုတိယက၁၈နဲ့တော့လို့ရှိရင်၈ခွန်၁၆ပရိတ်လို့ရိုက်တယ် တစ်တစ်ချိန်မှာ6ပဋိပြီးတော့ तू ကနောက်တစ်ခါ9နေပြီလို့ရှင် तू က656လင်းကောင်ကြောင့်9ပြည့်ပြည့်လို့ခွန်65ဆိုရိုက်သွားတာနော်ခွန်ကြောင့်ငါလုံးရတဲ့ဒါလည်းမင်းတို့2000ဆက်ခုဗရိတ်တစ်ခုကိုကျွန်တော်ကမကင်တော့ဘူးညာမိတ်ဆွေများနေနေကင်ကြီးလဲကင်မကင်ကြီးလဲနေပေါ့အဲ့ဒါလားဒါခဏ site တစ်ခုကိုလေ့လာအောင်လို့ကျွန်တော်ပြောပြရင်ဖြစ်ပါတယ်ဒီမှာကကျွန်တော်ရေးဘွားအပြင်လေးပြည့်ဖြစ်တဲ့အတွက်လေးပြည့်ကိုကျွန်တော်မထိုးတော့နော်လေးပြည့်ကိုတတ်တယ်ပေါ့ဗျာကျွန်တော်အနေနဲ့တတ်တာမိတ်ဆွေများကြိုက်ရင်လည်းထိုးလိုက်ကျွန်တော်အနေနဲ့ဒီမူနဲ့ဒီ site နဲ့ကင်မင်းဆိုလို့ကျင်တာဒါလေးပြည့်ကိုလုံးဝထိုးစရာအကြောင်းမဟုတ်ဘူးမင်းအဲ့လိုလေးပြည့်မထိုးရင်ဘာပြည့်ထိုးမလဲဟုတ်ပြီကျွန်တော် နင်းတဲ့ break လေးနဲ့ချန့်ကြည့်မယ်ဆိုရင်တော့ဟုတ်လားကျွန်တော်လို့လုပ်မလဲဆိုတော့ကျွန်တော်အနေနဲ့ကဒီမှာ break လေးကိုတစ်ချက်ညှမ်းမလားနော်ဒီသုံးလုံးပေါင်းရင်းလေးကိုဘူးရှိလက်ဦးတော့ပေါင်းရင်းလေးဒီလိုလေးလိုလုပ်ပြီးတော့နောက်တစ်နှစ်ကိုလက်ဦးနှစ်ဦးမှ၅ break လို့စီနီယာရိုက်ပြီးလည်းပြန်နေဟွာ၃ဦးရိုက်ပြီးတော့ဒီချိန်မှာကျွန်တော်တို့၈ခုန်တင့်၆ break ကြတဲ့ချိန်မှာနော်ဒီကျွန်တော်တို့မကြခင် break သုံးလုံးပေါင်းကြည့်လိုက်မယ်တော့ကြမလဲ၈ break ၆ break နော်ဆိုတော့ဒါကမိတ်ဆွေများ ။၃ညဘရိတ်ကေ၈ဘရိတ်ကေ၆ဘရိတ်ကေခဏဘရိတ်၃လုံးပေါင်းလို့ရှိရင်၄လေလို့ဖြစ်ခဲ့တယ်။ကျွန်တော်ယူဆခြင်းပေါ့ဗျာ။နော်မင်္ဂင်္ဂလမင်္ဂမပေါ့မမင်္ဂမမမင်္ဂမဆိုလဲပြင်းပြတဲ့ပုံစံကြီးကြလာနော်အဲ့တော့တုံးညပိတ်ရှစ်ပိတ်၆ပိတ်ကနန်းသုံးလုံးပိတ်သုံးလုံးပေါင်းနေတဲ့ပြိုင်နဲ့ဟဲ့လားလေးလို့ဖြစ်အဲ့ဒီလေးစီဘယ်ကလာလဲဆိုကမိတ်ဆင်ညာကိုကျွန်တော်ပထမပြောပြောခဲ့သလိုပဲထိတ်သီးသုံးလုံးပေါင်းရင်လေးလေးဥလို့ပေါင်းရင်လေးထိတ်သီးနဲ့ခြင်နှလုံးပေါင်းရင်လေးစီနောက်တစ်နေ့သွားတဲ့ချိန်မှာကျွန်တော်ကဒီချိန်မှာဟဲ့လားတုံးညပိတ်ရှစ်ပိတ် ်6ပရိကဏ္ဍပရိ3လုံးပေါင်းလို့ရှိရင်3ကျင်3ကျင်ကဏ္ဍပေါင်းလို့ရှိရင်ဟလား7ကျင်10ကျင်9ကျင်9ကျင်10ကျင်17ကျင်ကဏ္ဍပရိ3လုံးပေါင်းလို့ရှိရင်4လို့ဖြစ်ကြတယ်ဒီမှာ6ပရိဟလားပထမ3ညပရိနဲ့10ပရိပေါင်း8 4လို့ဖြစ်အောင်ကျွန်တော်6ပရိဝင်သွားခဲ့တယ်နော်အဲ့လိုဟုတ်ပြီဒါပထမတက်ကအဲ့ရနေပြီ16နဲ့ပြန်သွားကြည့်လိုက်နော်ဒီမှာလည်းကျွန်တော်နေ့ဦးမှာထိတ်သုံးလုံးပေါင်းရင်4လေဥတော်ပေါင်းရင်း၄ထိတ်သီးနဲ့ရှင်နှလုံးပေါင်းရင်း၄လို့ဖြစ်ခဲ့တယ် အဲ့ဒီလေလေလို့ဖြစ်မယ်နောက်တနေ့ကို16နဲ့သွားတဲ့အချိန်မှာဘွားပေါင်းရင်သုံးလို့လည်းအမှန်ကန်ရိုက်ခဲ့ပြီရိုက်ခဲ့ပြီဆိုရင်တော့17ချိန်မှာသူက6ငါ6ငါပြိလို့ရိုက်ထားတယ်ငါပြိလို့ရိုက်တဲ့အချိန်မှာညတို့အပေါ်ချိန်ပြိရိပြန်ကြည့်ကြည့်လိုက်နော်ဒါ17ချိန်10ချိန်9ချိန်မှာ6ပြိ10ချိန်မှာ3ပြိ6နဲ့3နဲ့ပေါင်းတော့9လို့ဖြစ်ခဲ့တယ်ငါချိန်17ချိန်မှာ17ချိန်မှာကသူကငါပြိလို့ဖြစ်တယ်ကျွန်တော်ဆုံးတာကတော့6ပြိ3ပြိ5ပြိကနန်း3ပေါင်းလို့ပြိ3ပေါင်းလို့ပြန်နေ၄လို့ဖြစ်တယ်အဲ့ဒီ၄ဒီဘယ်ကလာမလဲဆိုမိသိမျိုးကျွန်တော်ခုနအရှင်းပြတယ်လို့ပဲ ဟလာ2006ခုနှစ်နှစ်ဦးမှာခွန်ခွန်ခွန်ဒေသီခွန်ဒေသီတုံရဒေသီကနန်းတုံးပေါင်းလေးဟလာလက်ဦးတော်တောင်ပေါင်းကြီးလေးလို့ဖြစ်ပြီးထိတ်သီးနဲ့ရှင်နှလုံးပေါင်းကြီးလေးလို့ဖြစ်ခဲ့လို့ဒီတူညီမှုဒီကဟလာငါတို့ငါတို့ရောက်တဲ့စနေစတဲ့ချိန်မှာဟုတ်လားပရိတ်သုံးလုံးပေါင်းရင်လေးလို့ကျွန်တော်ယူဆလိုက်ပြီဟုတ်ပြီအဲ့လိုဆိုရင်ကျွန်တော်တို့2025ခုနှစ်မှာ ငါတို့16ကြိမ်သွားလိုက်16နှစ်ကွာဝေးကိုပြန်သွားကြည့်လိုက်နောက်မေးသိမ်းမလား16နှစ်ကွာဝေးမှာတိတိတိသုံးတိတိငါတိတိအရန်သုံးလုံးပေါင်းလို့ရှိရင်ကိုယ့်လိုဖြစ်တယ်။ तू ကတူအောင်လုပ်ပြီးတန်းငူတူပြီးတော့ငန်းမတူအောင်လုပ်ထားခဲ့တယ်လေးလေးလေးပြီးမှ तू ကိုယ့်လိုတုတ်ခဲ့တယ်ကိုယ့်လိုဝင်မယ် तू ကတူညီမှုကတုံးကတ်စလုံး तू လုပ်ထားလို့ဆိုကျွန်တော်နေရာကိုယူတယ်ဒီတိတိသုံးလုံးပေါင်းရင်ကိုတဲ့ဥတော်ပေါင်းရင်ဒီသုံးတိတိနဲ့နောက်ပိတ်နဲ့နှလုံးတိတိနဲ့စစ်တိတိ နှလုံးပေါင်းရင်ဒီကိုလို့ဖြစ်ခဲ့တာဒီကိုဒီကိုဒီကိုကြောင့်မို့လို့စက်တဲ့ချိန်မှာမိတ်ဆွေများကျွန်တော်ကန်ရင်နဲ့ဗရိတ်လေးပေါ့ဗျာမှန်ဒီဖြစ်တယ်မှန်ဒီဖြစ်တယ်မိတ်ဆွေများတုံးပြုတ်ပြီးတုံးတက်ပြီးတော့တုံးပြုတ်အောင်လို့ကျွန်တော်ခဏလေးပြောဗရိတ်လေးပြောပြရင်ဖြစ်ပါတယ်အဲ့တော့ကိုချိန်မှာကနှစ်ဗရိတ်3300ကို3300ကိုကိုဗရိတ်နှစ်ဗရိတ်လို့ဖြစ်ပြီးတော့ဆယ်ချိန်မှာက3000ဗရိတ်3000နှစ်ဒီကို3000နဲ့နှစ်နဲ့နှစ်ဗရိတ်လို့ဖြစ်ပြီးညတို့ကဒီအခွေပေါင်းရင်းဒီကိုကိုဖြစ်ချင်းအခွေမို့လို့ ဒီ6ချိန်10ချိန်17ချိန်ပေါင်းရင်းဒီခဏန်းပရိတ်3လုံးပါနှစ်ပရိတ်3ညပရိတ်ကိုလိုဖြစ်အောင်ကျွန်တော်ကဒီ17ချိန်မှာခွန်ပရိတ်ပြမိတ်ဆွေများနော်ကြိုက်ရင်လည်းထိုးပါမိတ်ဆွေများနော်သုံးသက်ကြည့်ပါလေ့လာကြည့်ပါနော်ကျွန်တော်လည်းခုနကပြောလို့တင်မယ်တင်မယ်နဲ့မတင်ရသေးဘူးပေါ့ဗျာအဲ့မဲ့နော်ခဏန်းနေရာလည်းကြည့်တော့ကြဒါပေမဲ့ဒါမိတ်ဆွေများကိုကျွန်တော်ကဒီပရိတ်လေးတင်းနဲ့ထိတ်စီတစ်လုံးလေးနဲ့ကျွန်တော်ပြပြီးတော့မိတ်ဆွေများထိုးအောင်ကျွန်တော်တက်လာတာနော်မိတ်ဆွေများအဲ့တော့ကျွန်တော်ရဲ့ယူဆချက်လေးကိုကြိုက်ရင်20 ဆက်တဲ့ချိန်မှာလေးပရိတ်ကိုပယ်တယ်လေးပရိတ်ကိုမိသိမြောက်ကိုတော့ရှင်းပြပြီးသားဖြစ်တယ်လေးပရိတ်ကိုပယ်တယ်တိုက်တဲ့လူထိုးပါကျွန်တော်အမူအရကတော့ကျွန်တော်ဒီချိန်မှာလေးလေးကိုလို့ဖြစ်ခဲ့တဲ့အတွက်ပရိတ်သုံးလုံးပေါင်းရင်လေးလေးကိုဖြစ်အောင်ဒီချိန်မှာလေးလေးကိုလို့ကိုလို့ဖြစ်အောင်လို့နှစ်ပရိတ်သုံးရပရိတ်ပုံပရိတ်ဖြစ်မှတာလေဟဟလာကိုလို့ဖြစ်မှာမဟုတ်ဒီချိန်မှာကျွန်တော်ဆက်တဲ့ချိန်မှာမိတ်ဆွေများကိုကျွန်တော်ဒီ site နဲ့ကျွန်တော်ထိုးပါမှာဒီ site တမျိုးနဲ့ပဲကျွန်တော်ခြင်မှတ်တယ်ဒီဆက်တဲ့ချိန်မှာခွန်ပရိတ်ကို မတော့တက်တယ်လေးပတိတ်ဆိုလုံးဝမကြိုက်တော့ဘူးနော်မိတ်ဆွေများဟုတ်ပြီမင်းအဲ့လိုဆိုရင်လေးပတိတ်မကြိုက်ဘူးဆိုရင်ဘယ်လိုထုံးမလဲဟုတ်ကဲ့မိတ်ဆွေများကျွန်တော်ရှင်းပြနော်အဲ့လိုဆိုတော့ဟုတ်ပြီနော်နော်ဒီ site ဒီမူပဲမိတ်ဆွေများဒီနေ့ဒီ site လေးကိုကျွန်တော် site ဒီဟာဒီ site ထဲမှာသူကအမျိုးမျိုးထွင်ပြန်နော်ပထမအတူတူပဲနော်မိတ်ဆွေများ၅ပတိတ်၁၉နှစ်နဲ့မြောက်တဲ့ပြန်နဲ့၄ပတိတ်ဟုတ်တယ်၁၉နှစ်တော့ရင် တုံးပြည့်အားလေးတုံးနော်ဟုတ်ပြီအားလေးတုံးလို့ဖြစ်တဲ့ဒီမှာရောဒီချိန်မှာခုနမိတ်ဆွေများပြအတူတူပဲနော်စာရဲကျွန်တော်မိတ်ဆွေများကျွန်တော်လည်းမိတ်မိတ်တန်လုံးတို့တုံးနောက်ကတိတ်မကောင်းတဲ့အတွက်နော်ချောပလိကြတဲ့အချိန်လေးမှာနော်ကိုတဲ့တုံးကနေငါးပလိနှစ်ဦးငါးပလိကြပြီးမှာဟာလာသူပထမစက်ချိန်မှာသူလှုပ်တော်တာလေတိုင်မင်းကနော်ပထမချိန်မှာဘာပေါင်းရင်းတုံးလို့လည်းဖြစ်တယ်စက်ချိန်မှာကျွန်တော်ကြပြင်ရဲ့အထက်မှာခွန်ခါလို့ထည့်ခဲ့တယ်ဟုတ်ပြီ ဒါပထမကဒုတိယ16နှစ်နေသွားတဲ့ပြိုင်နဲ့ဟုတ်လားဝါပေါင်းရင်း3လုံးလည်းဖြစ်တယ်စက်ချိန်မှာခွန်ပြီးတော့6ဟလုံးလည်းထဲခဲ့တယ်အဲ့ဒီပြီးမှသူကချတာဟုတ်ပြီအဲ့လိုဆိုလို့ရှိရင်ညတို့5ပရိတ်4ပရိတ်3ပရိတ်လုံးလည်းချခဲ့ပြီအပြာလေးနော်ချတဲ့ပြိုင်နဲ့ညတို့ဒီမှာဝါပေါင်းရင်း3လုံးလည်းချခဲ့ပြီ အဲ့ဒီမှာညတို့စဲချိန်မှာကညတို့၃ငါးနှစ်ဆို၅ခါလို့ slow data ကမိတ်တယ်မနော်ခွန်ခါ၆ခါ၅ခါလို့လည်းဖြစ်ခဲ့ပြီ၅ခါလို့ဖြစ်ခဲ့ပြီဆိုတော့မိတ်တယ်များညဒီချိန်မှာကျွန်တော်အနေနဲ့ပေါ့ဗျာကျွန်တော်ယူဆရလေးမိတ်တယ်များကျင်းနေကျင်းနေလို့ရှိရင်လည်းအသုံးမပြုအောင်လို့ကျွန်တော်တက်လာတာပါဟုတ်ကဲ့ဟုတ်ပြီအဲ့လိုဆိုလို့ရှိရင်ခွန်ခါလို့ကြပြီ၆ပြည့်ကြတယ်အဲ့ဒီကနေပြီးညတို့ပြန်ယူကြည့်လိုက်မယ်တစ်နှစ်နှစ်နှစ်၃နှစ်သွားလိုက်တယ်ပြန်တယ်ဟဟလားတနည်းကနေဆက်တဲ့ချိန်ရနေပြီးတော့ညတို့၃နှစ်နောက်ပြန်ဆိုကြည့်လိုက်ပါတစ်နှစ်နှစ်နှစ်၃နှစ်သွားလို့ရှိရင်ဟဟလား ိတ်သီးရဲ့ခါရဲ့နောက်ပြည့်ရဲ့အနန္တုံးပေါင်းရင်6လို့ထည့်ခဲ့ဟုတ်ပြီပထမက19နှစ်သွားအားပရိတနည်းနည်းသုံးနှစ်သွားလိုက်တဲ့ပြိုင်နဲ့တိတ်သီးရဲ့ခါရဲ့နောက်ပြည့်ရဲ့ဟန်လန်6ပြီးတော့ခုံးလို့ဖြစ်ခဲ့တယ်ဟုတ်ပြီအဲ့ရနေပြီးတော့ကျွန်တော်19နှစ်သွားလို့နေရမယ်နဲ့ဟန်လန်အဲ့ရောက်ပင်ပေါ့ဗျာရောက်ပင်နေတနေ့နှစ်နှစ်သုံးနှစ်သွားလိုက်တယ်ဗျာနည်းဟဲ့လားပထမမှာ6ပထမမှာဒုတိယကတ်မှာတိတ်စီရဲ့ခါရဲ့နောက်နောက်ပိတ်ကပေါင်းရင်ခွန်းကျွန်တော် ညတို့ရောက်စဲ2025ခုနှစ်ကတုံးနေပြန်သွားဆိုလို့ရှင်ကဲတဲ့ဖေးလိုက်ဝေးချင်းရှင်ရနော်ချစ်တဲ့ဒီခွန်ကတုံးပေးအနန်းတုံးလုံးပေါင်းလို့ရှင်ရှစ်လို့ထည့်ခဲ့တယ်သူတို့ကမိတ်ဆွေများနော်ဖေးဒီတုံးခါထိတ်စေဒီလဲပေါင်းရင်ဒီ6လို့ဖြစ်ခဲ့တယ်ခွန်လို့ဖြစ်ခဲ့တယ်ရှစ်လို့လည်းဖြစ်သွားပြီဒီမှာရှစ်လို့လည်းဖြစ်ပြီလို့ပဲနေသူကခါလေးမှာစီနီယာထည့်ရတာခွန်ခါ6ခါ9ခါလို့လည်းထည့်ခဲ့ပြီအဲ့လိုဆိုရင်မိတ်ဆွေများကျွန်တော်ဒီချိန်မှာတိုက်ဆိုင်မှုလေးတစ်ခုနဲ့ကျွန်တော်တို့ပြန်ပြီးတော့ကဏ္ဍတစ်ခွက်ကိုပြန်ထုတ်ကြည့်လိုက်အောင် နော်ဟုတ်ပြီအဲ့လိုသလို့ရှိရင်ကိုကားရောက်မှာ6ပရိအဲ့6ပရိကနေ6သိသိရဲ့ကားရဲ့နောက်ပရိခဏသုံးလုံးပေါင်းရင်6လို့ဖြစ်ခဲ့တဲ့ကြတိုင်းလည်းကျွန်တော်ဒီမှာအလုံးမှန်ကိုကျွန်တော်ပြန်ကြည့်ကြနော်မိတ်ဆွေများတေချာလေးပြကောက်ကိုပြကြကျွန်တော်စိုက်လေးကိုပြန်ကြည့်ကြလိုက်နော်အလုံးမှန်လေးကိုကျွန်တော်ပြရင်6ပရိကတနေ့နေ့3နေ့ဘေးမှာဒီသုံးလုံးပေါင်း6လို့ထိုင်တဲ့ပြိုင်နဲ့နောက်ပိတ်တဲ့တဲ့3နောက်ပိတ်6နောက်ပိတ်1နောက်ပိတ်အနန်း3လုံးပေါင်းလို့ရှိရင်တစ်လို့ဖြစ်တဲ့ပြိုင်နဲ့တစ်လို့လည်းဖြစ်တယ်တစ်လို့ဖြစ်တာเนาะတစ်လို့လည်းဖြစ်တယ်လုံးမှန်ဒီပရိသတ်ဒီ 6 3နှစ်ဒီအလုံးမိုင်နော်အဲ့တော့မိတ်ဆွေများဒီဆက်တဲ့ချိန်မှာတစ်လုံးမန်နဲ့သူရိုက်သွားတာတစ်လုံးမန်နဲ့ရိုက်တယ်တပြိုင်တည်းဟဟ ला ဖြတိသုံးလုံးပေါင်းရင်တစ်လို့ဖြစ်ခဲ့တယ်ဟိုထိပ်စီရှစ်ထိပ်စီဟိုထိပ်စီလေးထိပ်စီရှစ်ထိပ်စီခဏသုံးလုံးပေါင်းရင်တစ်လို့ဖြစ်တယ်အဲ့တကဒီတစ်လို့ဖြစ်ပြီးတပြိုင်တည်းဒီသုံးလုံးပေါင်းတစ်ခဲ့တာဟုတ်ပြီအဲ့လိုဆိုလို့ရှိရင်ဒီပဋိိတ်အကြောင်းမို့လို့အဲ့ဒီပဋိိတ်ကတစ်လို့တစ်လုံးကတ်လိုက်တယ်တပြိုင်တည်းဒါဒီသူ့မူကတော့မိတ်ဆွေများ နေရာတော့ကြည့်လိုက်ဘုရားကိုပဲစုံစမ်းကျွန်တော်လည်းကျွန်တော်မြင်တဲ့အတိုင်းကျွန်တော်ပြနော်နောက်ဖိသုံးလုံးပေါင်းတစ်ကိုထိတ်သုံးလုံးပေါင်းတက်လိုက်တယ်ဒီပဋိဒိဒီအလုံးပိုင်းတစ်လုံးထည့်တယ်အဲ့တော့ရှစ်တစ်တစ်လုံးပိုင်းနဲ့မိတ်ဆွေများကိုက်ရရင်ပဲဗျာဟုတ်လားရှစ်တစ်တစ်လုံးပိုင်းနဲ့ဆွဲရရဟုတ်ပြီအဲ့ဒီကနေပြီးညွန်တို့18နှစ်ပြေးလိုက်တဲ့ဇာတ်ရင်းနဲ့နော်ဟုတ်ပြီ18နှစ်ပြေးပြီ၄၅၆၅ပြိ၆ခါလုံးလည်းထိုင်လာပြီအဲ့ဒီမှာ ်နောက်ပိတ်ခါထိပ်သည့်ကဏ္ဍသုံးလုံးပေါင်းရင်ခုံလို့ဖြစ်တဲ့ပိုင်းနဲ့နောက်ပိတ်နဲ့နောက်ပိတ်နဲ့နောက်ပိတ်နဲ့သုံးလုံးပေါင်းရင်ဒီလေးလို့ဖြစ်လိုက်တဲ့ပိုင်းနဲ့ဟဟလားလေးလို့ဖြစ်တယ်လေးလို့ဖြစ်လိုက်တဲ့ပိုင်းနဲ့ဟဟလားတတိကိုလည်းပြန်ပေါင်းကြည့်လိုက်လေးတစ်တစ်ဒီလေးထိပ်သည့်66တစ်ဒီ6ထိပ်သည့်ကြပြင်မှာ656လေးထည်သည်အနန်းသုံးလုံးပေါင်းရင်၄လို့ဖြစ်တယ်၄လို့လည်းဖြစ်တယ်ဒီလေးကြောင့်မို့၄လို့ဖြစ်ပြီးတော့ဒီပဋိလေးဒီလေးလုံးပိုင်းနဲ့ရိုက်လိုက်တာမိတ်ဆွေများဟုတ်ပြီ။သူကတော့တစ်လုံးနဲ့ပေးရလိုက်တာမိတ်ဆွေများနော်။ ဒုတိယကမ္မကတလုံးနဲ့ဘာလို့လဲဆိုတော့ဗတိလေးသည်လေးထိပ်သည်ပေါင်းရင်းသည်လည်းလေးပြောင်းလေးလုံးနဲ့ရိုက်ရတာကျွန်တော်တို့သူ့မှာတော့ကျွန်တော်တို့ယူဆချက်ကအဲ့မဲ့ခုနကကျွန်တော်ဗတိပြခဲ့တဲ့မူနဲ့ပြန်ကြရင်တော့သူကပေါက်ရှင်နဲ့ပေါက်နိုင်တယ်ဘောနော်ဒီသုံးလုံးပေါင်းရင်းလေးလို့ဖြစ်ပြီးတော့ဒီပိုင်းနဲ့လေးလုံးပိုင်းလုံးနဲ့ပဲလေးကထိပ်သည်လို့အော်တိုကျသွားလိုက်တာဟုတ်ပြီအဲ့လိုဆိုကျွန်တော်တို့တတိယကကျွန်တော်တို့ကတ်ကမှာပြန်ကြည့်ကြည့်လိုက်နော်သုံးနောင်ပိတ်ခွန်ခါ6ထိပ်8ထိပ်ဒီကနန်း3လုံးပေါင်းရင်8လို့ဖြစ်လိုက်တယ်ပဲနဲ့နောက်ပိတ်ဒီ3နောက်ပိတ် နှစ်နောက်ပဲနှစ်နောက်ပဲခွန်လို့ဖြစ်တဲ့အရာအဲ့ဒီခွန်ကြီးထိတ်စီထိတ်စီလားဟဟထိတ်စီကိုအဲ့ဒီခွန်ကိုထိတ်စီလို့ခွန်ရိုက်မယ်ဒီပဋိက္ခလည်းခွန်လို့ဖြစ်နေပြီမိတ်ဆွေများအဲ့လိုဆိုရင်ညတို့ဘလို့ဖြစ်ဖြစ်ထိတ်စီသုံးလုံးပေါင်းရင်ခွန်ပြေအောင်တော့လကောင်းခွန်ပေါင်းအောင်တော့လကောင်းနော်အဲ့တော့ညတို့ဘလို့ဖြစ်ဖြစ်ခွန်ပေါင်းအောင်တော့ခွန်ပါမယ်တကွထားလိုက်တော့ပိုင်လည်းပါမင်းမပိုင်ရင်လည်းမပါဘူးနော်မိတ်ဆွေများဟုတ်ပြီထိတ်စီဒီတလုံးညတို့ပြန်ကင် ဘာလို့ကိုင်းလဲဆိုဒီ3နှစ်နှစ်ဒီခုံလို့ဖြစ်ခဲ့တို့ညတို့ဒီ2025ခုနှစ်ကိုချိန်မှာက3တုံညာကိုတုံးထိပ်စီစဲချိန်မှာ3နှစ်တုံးထိပ်စီထိပ်စီနှလုံးပေါင်းစီ6လို့ဖြစ်ခဲ့တယ်6လို့ဖြစ်လဲတဲ့ပြိုင်နေညတို့ခုံလို့ဖြစ်အောင်တစ်ထိပ်စီထည့်ပြီးမိတ်ဆွေများအလုံးမဲနော်ကြိုင်ရင်ထိုးပါမိတ်ဆွေများတစ်ထိပ်စီနော်ဒီချိန်မှာတစ်ထိပ်စီခုံမယ်မိတ်ဆွေများဟုတ်ပြီအဲ့ဒီမှာခုနကျွန်တော်မိတ်ဆွေများပြောခဲ့တဲ့အတိုင်းဟဟဟတစ်ထိပ်စီလို့တလုံးရလဲတဲ့ပြိုင်နေဒီမှာကခုံတလုံးကြံတယ်ပြိတ်စီခုံလို့ခုံခုံဖြစ်ရမယ် အဲ့တော့ကျွန်တော်ဒီချိန်မှာကခွန်တလုံးနဲ့တစ်ခွန်တွဲရပြီတစ်ခွန်တွဲတစ်ခွန်တွဲကိုမိတ်ဆွေများဗရိတ်နဲ့ကတ်မလားကျွန်တော်တော့ဗရိတ်နဲ့ကတ်တယ်ဗျာကွက်တွေများမှာဆိုလို့မိတ်ဆွေများအနေနဲ့ကွက်များချင်းဆိုတော့ဖုံးမဲ့ဆိုရင်ကျွန်တော်ခုနဗရိတ်ပြခွန်ဗရိတ်လို့ပြထားတဲ့တွေတစ်ခွန်ကိုနဲ့တစ်ခိုးခွန်နှစ်ကွက်နှစ်ကွက်တော့ရှိတယ်မိတ်ဆွေများနော်ဟုတ်ပြီအဲ့လိုမထိုးချင်ဘူးကျွန်တော်ခွန်ကဒီခွန်ကမသေးကြဘူးတမကတ်ဒုတိယကတ်မှလို့ကျွန်တော်တို့ကဟာလားလေးဒီလေးလို့ဖြစ်ခဲ့တယ်လေးထိပ်ပြီးလို့ဝင်လိုက်တဲ့ကြိုင်နဲ့ ဒီကတော့တလုံးမပါနော်ဒါဒီကောင်ကဘာကျွန်တော်ကတ်ကြမနဲ့တူဘူးပထမကတ်နဲ့တော့တူနေတာအဲ့တော့ဗျာဒီသုံးလုံးပေါင်းရင်တစ်ချက်ဒီသုံးလုံးပေါင်းတစ်ဖြစ်အောင်ရှစ်ထိတ်လူလူဝင်လိုက်တယ်တပြိုင်နက်ဒီမှာကြတဲ့တစ်ပရိတ်ဒီအလုံးပိုင်းနေရိုက်လိုက်တယ်ပြိုင်နက်ရှစ်တစ်တွဲတော့ရပြီရှစ်တစ်တွဲဒီဒီရှစ်တစ်နောက်စီဒီလားရှစ်ထိတ်ဒီတစ်နောက်ပိတ်အလဲစီဒီလားအဲဟုတ်ပြီဟာဒါဒုတိယကကြတော့ကျွန်တော်က အဲ့မှာတုံးတက်လို့တော့အဲ့လိုထိုးလို့မရအောင်ဘာလို့လဲဆိုတော့ဒီသုံးလုံးပေါင်းလေးကိုလေးလို့ထည့်လိုက်တယ်မြန်လေးကလုံးမယ်ဝင်သွားပြီအဲ့လိုဆိုရင်ဒီပဒိတ်လေးဒီလေကျွန်တော်ကလေးကထည့်လို့မရအောင်လေးဘူးလို့တွားယူစားရင်ဒီမှာလေးဘူးလို့ယူစားပြီးတော့ထိုးခင်ကော့သွားပြီပထမဒုတိယကတ်မှာနော်ဟုတ်ပြီတတိယကတ်ကျကျွန်တော်ကဒါစမ်းမြော်ပြီဗျာမိတ်ဆွေများနော်မိတ်ဆွေများဒါစမ်းဒီနှစ်ကွက်ထဲမှာစမ်းပါမယ်နောက်ဆုံးရုပ်စားဆုံးအားလိုက်ဗျာနှစ်ကွက်ထဲဟုတ်လားနှစ်ကွက်ထဲအပြင်းပြင်းမှမထိုးရဘူးလားမိတ်ဆွေများဟုတ်လားဒီရှစ်လို့ဖြစ်ပြီးတော့နောက်ပြန်သုံးလုံးပေါင်းလို့ရှင်ဟဟလား ွန်လို့တုံးရင်၃နောက်ပိတ်၂နောက်ပိတ်၂နောက်ပိတ်ခွန်လို့ဖြစ်တယ်ခွန်လို့ဖြစ်လိုက်တယ်ပြင်တယ်ကျွန်တော်က2025ခုတနည်းကြော်လိုက်တယ်ပြင်တယ်ခွန်လို့ဖြစ်အောင်တုံးထိပ်စီရှိတယ်ဗျာတုံးထိပ်စီရှိတယ်ဗျာခွန်လို့ဖြစ်အောင်တစ်ထိပ်စီလို့ထည့်လိုက်တယ်ပြင်တယ်ခွန်လို့ဖြစ်ပြီခွန်လို့ဖြစ်လိုက်တယ်ပြင်တယ်ကျွန်တော်ဒီပြင်မှာကခွန်လုံးပိုင်ဗိဟဲ့လားခွန်ပရိတ်ရှိကြတဲ့အတွက်ခွန်ဒီလုံးပိုင်အဲ့တော့ကျွန်တော်မိသိများဟဲ့လားတစ်ခါတစ်ထိပ်စီရတော့အော်တိုကြိုက်လိုက်ပြီးခွန်တွေ နော်နောက်ပြစ်ထိတ်သည်ခွန်နောက်ပိတ်နဲ့အဲ့ဒါကျွန်တော်ဥပမာပုံစံနမူနာတာပြရအောင်မိတ်ဆွေများနော်အဲ့တော့မိတ်ဆွေများကျွန်တော်ခုနကခွန်ပတိလေးပြခဲ့တယ်အဲ့တော့ကျွန်တော်ထုံးမယ်ဆိုရင်တော့ဒီကောင်ကခွန်လို့ကံဟဲ့လားဒီကောင်ခွန်လို့ကံဒါပဲဒီနှစ်ခွန်နဲ့ရှိတာမိတ်ဆွေများအားလုံးပဲနော်ကျွန်တော်ဒီ site ကိုကျေတဝင်ရှင်းပြရင်မိတ်ဆွေများပြီးမှာမဟုတ်ကဏ္ဍကြီးอ่ะနော်အဲ့တော့ကျွန်တော်ခုနကမိတ်ဆွေများဟိုလိုချုံပြောလိုက်တယ်ပဲနော်ဒီမိတ်ကျွန်တော်မထိုးဘူးမထိုးရတဲ့အကြောင်းကြီးချက်ပြန်ရှင်းပြနော် လေဗရီမထိုးရတဲ့တစ်ချက်ပြန်ရှင်းပြမယ်တဲ့ဟုတ်ပြီဘာလို့လဲဆိုတော့89တိမှာ3ခါဝင်တယ်တစ်ချိန်နော်89နဲ့တော့ဥသက်3ခုနဲ့မှာ3ခါဝင်တယ်တစ်ချိန်နော်အဲ့ရနေ89နဲ့တော့2009ခုနဲ့မှာ3ခါဝင်တယ်3ချိန်နောက်ကတိုင်းမင်း89နဲ့တော့ဒါ89နဲ့ပြည့်တဲ့ချိန်မှာပဲ900လောက်ထွက်တယ်3ခါဝင်ဘူးဟဲ့လားသူက3 3ချိန်ပဲလောက်တာ4ချိန်မလောက်ဘူးအဲ့လိုဆိုလို့ရှိရင်တို့ဒီနေ့ထဲမှာလောက်လာတာကဥသက်3နဲ့ နှစ်ဦးမှငါးပိန်လဲကြတယ်၆ချိန်မှာဂွားပေါင်းရင်သုံးလို့ရတယ်အဲ့ဒီသုံးနေကြောင်မလို့ဟုတ်လားခုနသုံးနေကျွန်တော်ရှင်းပြပြီးစတန်ရှင်းတော့ဟုတ်ဂွားပေါင်းရင်သုံးဂွားပေါင်းရင်သုံးလို့သုံးခါရတယ်ဟာဟုတ်ပြီအဲ့ဒီပိုတိကြတာကဘာလဲဆိုတော့ဟုတ်လားဒီပထမဆုံးသုံးခါလို့ကြလိုက်တယ်ခုန၁၉ကသုံးခါလို့ကြပြီးတော့တယ်နဲခုနသုံးဖြည့်ချင်းနေကျွန်တော်မပြောတော့ဘူးနော်သုံးခါလို့ကြပြီးတော့တယ်ပဲနဲ့သူကခုန်ခါအဲ့ခုန်ခါဆိုတာမိတ်တယ်မြန်ခုန်မရက်နော်သုံးခါနေပြီးတော့၁၇ချိန်မြောက်၁၇ချိန်မြောက်မှာ ခွန်မတဲ့ဟုတ်ပြီတိုက်ကနေ16နှစ်သွား3ခါနေပြီးတော့17ချိန်ပြောက်มาခွန်ခွန်မတဲ့ပြီးတော့ရှားပိုးလေးဟုတ်ပြီတတိယကနော်ဒါကျွန်တော်တို့ကပြောတာမတတိယကလို့ပဲပြောတာ3ခါတတိယက3ခါလို့ဒုတိယချိန်မှာ3ခါလို့တဲလိုက်တဲ့ပြန်နေဟဟလားတတိယချိန်မှာဘာပဲရိုက်တယ်ကျွန်တော်ဆိုလိုတာကခွန်မတဲ့စတဲ့ချိန်မှာခွန်ပရိတ်စတဲ့ချိန်မှာ6ပရိတ်ဒုတိယစတဲ့ချိန်မှာ6ပရိတ်တတိယစတဲ့ချိန်မှာ9ပရိတ်လို့ကြာတယ် ဟုတ်ပြီမင်းဘာကြောင့်လေးပရိကိုမယူလာလဲဆိုတော့ဟဟဲ့နောက်တော့ဒီမှာ20 2025ခုနှစ်မှာနှစ်ချိန်မှာတုံးခါလို့မရှိဘူးမရှိဘူးတော့သူ့ရဲ့အော်တိုကြဖို့ကခွန်ပရိ6ပရိ5ပရိ4ပရိဆိုတာကျွန်တော်ဒီချိန်မှာဆက်တဲ့ချိန်မှာလေးပရိကိုလုံးဝမကင်ပါဘူးမိစင်များနော်မိစင်များအဲ့ဒါပြန်လဲတုံးတက်ပြီးတော့ကိုဘကိုကိုညံစွမ်းနဲ့ချင့်ချိန်ကြပါကျွန်တော်အနေနဲ့ကတော့ဒီဆက်တဲ့ချိန်မှာဟဟဲ့တွေ့ထိုက်စီရာခွန်လုံးပိုင်းနဲ့အဲ့ဒါမိစင်များဒီနေ့လင်းဟိုးအောင်လို့ကျွန်တော်တက်လာရင်ဖြစ်ပါတယ်နော် ဒီအချိန်မှာကျွန်တော်ယူဆချက်ကကဏ္ဍရတက်စီကြီးနဲ့ခွန်ခါနဲ့နောက်စီးသဘောဟလာနောက်တစ်ချက်တက်တက်သီးနဲ့ခုနောက်ဘက်နဲ့အလဲစီးသီးမောင်းရင်လည်းမောင်းဒိုးတင်းမောင်းအဲ့ဒါမောင်းဒိုးချင်မူနှက်ကွက်နဲ့ထုံးမတဲ့မှာကျွန်တော်ခုနကပထမဆုံးပြရတယ်ဟလာပရိသီတုံးကမ်းမှာခဲသီးသုံးလုံးမောင်းရင်လေးဟိုလေးဦးတော့မောင်းရင်ဒီလေးခဲသီးနဲ့နဖဲတင်းနဲ့ခဲသီးနှလုံးမောင်းရင်ဒီလေးလို့ဖြစ်ခဲ့လို့ကျွန်တော်ကဟလာကြပြင်ဆက်တဲ့ချိန်မှာပရိသီသုံးလုံးမောင်းရင်လေးလို့ဖြစ်ခဲ့တယ်၃ညမရိ၈ပရိ၆ပရိပရိသီသုံးလုံးမောင်းရင်လေးဟုတ်ပြီ အဲ့လိုဆိုလို့ရင်ကျွန်တော်တို့၆နှစ်နဲ့သွားပြီးတဲ့ချိန်မှာနှစ်ဦးကနေပြန်စကြည့်လိုက်နော်ခွန်တေသီခွန်တေသီခွန်တေသီကနန်းသုံးလုံးပေါင်းရင်လေလဲဦးတော့ပေါင်းရင်ဒီလေထေသီနဲ့ချင်းလုံးပေါင်းရင်ဒီလေလုံးဖြစ်တဲ့ချိန်မှာကျွန်တော်တို့ကြပြင်မှာဘာပေါင်းရင်သုံးလဲချခဲ့ပြီစတဲ့ချိန်မှာဟုတ်လား၆ပရိတ်၃ပရိတ်၆၃ပေါင်းရင်ဒီ၆၃ပေါင်းရင်ဒီကိုလေလို့ဖြစ်အောင်ကျွန်တော်တို့၄၅၆၅ပရိတ်ကြခဲ့တယ်ဟုတ်ပြီအဲ့လိုဆိုလို့ရင်ကျွန်တော်တို့၂၀၂၅ခုနှစ်နော်တိုင်ပင်မှာပြန်ကြည့်ကြည့်လိုက်နော်လေလေနှစ်ခါလောက်ပြီလေပြန်နေသုံးခါကြတော့ तू ကတရံမတူတဲ့ပရိတ်လေးကိုပြန်ချလိုက် လေးလေးပြီးတော့ဒီမှာကြတာတက်တက်ဒီတုံးတက်ဒီငားတက်ဒီခဏသုံးလုံးပေါင်းရင်ငားလို့ဖြစ်တယ်ငားလို့ဖြစ်ပြီးလက်ဥတော်ပေါင်းရင်ဒီကိုလို့ဖြစ်တယ်ကိုလို့ဖြစ်ပြီးသုံးလုံးပေါင်းရင်ကိုလက်ဥတော်ပေါင်းရင်ဒီသုံးကိုဟုတ်လားထိတ်သီးနဲ့ခြေနှလုံးပေါင်းဒီကိုလို့ဖြစ်ခဲ့ပြီးမှဟုတ်လားငါတို့2025ခု6ကြိမ်မှာဘာပေါင်းရင်သုံးလို့ရိုက်ခဲ့ပြီရိုက်ခဲ့ပြီဆိုတော့ကျွန်တော်တို့7ကြိမ်မှာဟုတ်လားကိုကြိမ်မှာက3တုံညာကိုနှစ်ပတိတ်လို့ရိုက်တယ်ဆယ်ကြိမ်မှာ3တုံ3 5နှစ်ဒီတုံညာပတိတ်နှစ်ပတိတ်နဲ့တုံညာပတိတ်ဒီဟုတ်လား နှစ်လို့ဖြစ်တဲ့ပဲနဲ့ကျွန်တော်ကကိုကိုကိုလို့ဖြစ်တဲ့အတွက်ဒီနှစ်ကိုကိုဖြစ်အောင်ခွန်မတိတ်အားလုံးပဲမိတ်ဆွေများနော်ကျွန်တော်ဒါရင်းနဲ့ပဲကျွန်တော်လိုင်းစင်မှာတော့မယ်မိတ်ဆွေများအားလုံးပဲကျင်းနဲ့နှစ်တက်လည်ထိုးကြပါကျွန်တော်ကတော့ဒီချိန်မှာခုနမိတ်ဆွေများကိုကျွန်တော်သုံးတက်ကျွန်တော်မြင်တဲ့အတိုင်းလေးပြောခဲ့ပါပြီမိတ်ဆွေများကျင်းနဲ့လည်ထိုးပါတစ်ထိတ်ဒိုဒီမုတ်လွဲရင်တစ်အပါနဲ့ခွန်မတိတ်နော်မိတ်ဆွေများအားလုံးပဲတစ်ပါတစ်တလုံးနဲ့ခွန်တလုံးနဲ့နှလုံးတွဲပြီးတော့အကဲရင်များဒီလိုကြလာရင်မှာခွန်မတိတ်လည်းရပြီမှာပေါ့ရင် မိတ်ဆွေများတော့ညတို့ဟာ19နှစ်19နှစ်စောင့်သားရတဲ့အချိန်ညဒီလိုကြဖို့ဆိုတော့နောက်ဒီလိုဒီလိုတွေ့ဖို့ဆိုတော့မလွယ်ပါဘူးဒါပေမဲ့ကျွန်တော်ကျွန်တော်ဆိုလိုတဲ့သဘောကတော့ဘလို့ပဲဖြစ်ဖြစ်တရားဖို့နေရဖို့300ဖို့400ဖို့500ဖို့ဟုတ်လားလက်ထင်မှတက်နေတော့ထိုးရအောင်ကျွန်တော်တက်လာရင်ဖြစ်ပါတယ်တစ်ထိတ်နဲ့5ခန်းနဲ့9ခန်းပိတ်နဲ့တစ်ထိတ်နဲ့9ခန်းပိတ်နဲ့5ခန်းဟုတ်လားတစ်ထိတ်နဲ့9ခန်းနဲ့9ခန်းပိတ်နဲ့ခွန်ပိတ်လို့ဖြစ်ပါတယ်အားလုံးပဲမိတ်ဆွေများကျွန်တော်အကြည့်တော့ဒီချိန်မှာ7ချိန်မြောက်မှာကျွန်တော်ကြိုက်တဲ့ပဒန်းလေးကတော့ တကူခုနဲ့တခုကိုဆိုခဏလေးဖြစ်ပါတယ်အလုံးများမိတ်ဆွေများဒီဆိုင်လေးများအကယ်ရင်များပေးခဲ့ရင်တော့ဒီလိုင်းလေးများမှန်ခဲ့လို့ရှိရင်မိတ်ဆွေများလည်းပောက်တိလေးများပောက်ဖူးလေရှိအောင်လို့အလုံးပဲကျွန်တော်နိုင်မော်တက်ရရင်ဖြစ်ပါတယ်ညီတို့ရည်ရွယ်ချက်မှမရှိပါအလုံးပဲမိတ်ဆွေများမင်္ဂလာပါခင်ဗျာအလုံးပဲပောက်တိဖြစ်ပါစေလို့ကျွန်တော်လည်းဆုတောင်းပါတယ်နော်အလုံးပါအလုံးပဲမိတ်ဆွေပေါင်းသင်းတကယ်ချင်းများနော်ကျွန်တော်တို့16နှစ်ဆိုတဲ့အချိန်တိုင်းတာလေးရဲ့စက်တချိန်မြောက်မှာဒီချိန်ဟာဒီခဏဖြစ်နေတဲ့အတွက်ကျွန်တော်တက်လာရဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာ